Daily Dose ကိုမြန်မာကြိုဆိုပါတယ်ကျွန်တော်မြန်နိုင်ပါယခုသင်ခန်းစာလေးမှာကျွန်တော် PowerPoint အခြေခံသုံးပြုနည်းလေးကိုသင်ကြားပေးချင်တာဖြစ်ပါတယ်ယခုသင်ခန်းစာလေးကကျွန်တော်ရေကွန်ပျူတာ Business Online Course လေးမှာသင်ကြားရတဲ့ PowerPoint သင်ခန်းစာလေးတွေကတခုလည်းပဲဖြစ်ပါတယ်ဒီနေ့သင်ခန်းစာလေးမှာတော့ကျွန်တော်အခုမြင်ရတဲ့ဒီခေါင်းစဉ်လေးခုနှစ်ခုနဲ့ကျွန်တော်ပြပြပေးသွားပါမယ်အဲ့ဒါကျွန်တော် Number 1 Create ကနေစပါမယ်အရင်ဆုံးကျွန်တော်တို့ PowerPoint လေးကိုစပြီးတော့မှဖွင့်လိုက်ပါမယ်ဖွင့်လိုက်တဲ့အခါလေးမှာကျွန်တော်ခုလိုမျိုးလေးတွေ့ရပါမယ် အဲ့ခါလေးမှာကျွန်တော်ဒီဘက်လေးမှာ home ဆိုတာလေးရှိပါတယ်ပြောဒီမှာ new user လေးရှိရယ်ပေါ့နော် home မှာသွားလိုက်တဲ့အခါမှာဆိုရင်တော့ home ထဲမှာဆိုရင်သူ့အနေနဲ့ဒီမှာထိဆုံးမှာ plan presentation သွားရှိရယ်ကျွန်တော်အခုမှစပြီးတော့မှ presentation တခုကိုဖန်တီးမယ်ဆိုရင်တော့ plan presentation ကိုစပြီးတော့မှယူလို့ရပါတယ်ပြီးတော့ဒီမှာ new user ရှိသေးတယ် new ကိုကျွန်တော်တစ်ချက်နှိပ်လိုက်မယ်ဆိုရင်ကျတော့ new ထဲမှာလည်းပဲဒီပေါ်လေးမှာ new ကိုမှကျွန်တော်က plan presentation တခုကိုစပြီးတော့မှယူလို့ရတယ် ဒါမှမဟုတ်ဆိုရင်ကျွန်တော်ကဒီအောက်လေးမှာ template တွေအသင်ပေးထားတာရှိတယ်ပေါ့နော်။ဒီကနေပြီးတော့လေကိုနဲ့တက်တာကိုကွာအလွယ်တကူယူပြီးတော့လေအခမဲ့ယူပြီးသုံးလို့ရပါတယ်။ဒါလေးတွေကကျတော့ကျွန်တော်တို့ကဒီပုံမှန်လေးသွားပြထားပါတယ်။ online template တွေဖြစ်တယ်ပေါ့နော်။ online template ဖြစ်တဲ့အတွက်ကိုယ့်ရဲ့ computer မှာကတော့ကျွန်တော်တို့က internet ချိန်ဆက်ထားဖို့လိုအပ်ပါတယ်။အဲခါမှာကိုလိုချင်တဲ့ template ကိုဒီမှာရိုက်ရှာပြီးတော့မှကိုကဘယ်ဟာကိုသုံးချင်လဲဆိုတာကိုကိုလိုချင်တာကိုဒီမှာရှာလို့ရပါတယ်။ အဲ့ခါမှာဒီအောက်လေးမှာလည်းသူကဒီမှာ group လေးတွေဖွဲ့ပေးထားတယ်ပေါ့နော်ကိုနေဒီမှာ presentation ကိုမှဘယ်လိုပုံစံလေးလိုချင်လဲအဲ business အတွက်တုံးချင်တာလား education အတွက်တုံးချင်တာလားကိုလိုချင်တဲ့ဟာလေးပေါ်မှာမူတည်ပြီးတော့မှကွာ business အတွက်တုံးမယ်ဆိုရင် business လေးမှာကို click တစ်ချက်လေးဒီလိုလေးနှိမ့်လိုက်ပြီးဆိုတာနဲ့သွားခဏလေးစောင့်ပေးရလိမ့်မယ်အဲ့ကမှာ online ပေါ်မှာရှိနေတဲ့ general တွေပေါ့နော်ဒီ business နဲ့သက်ဆိုင်ရာဒီ general ရဲ့ presentation လေးတွေကိုသူရွေးချယ်ပြီးတော့မှပြပေးသွားတာကိုတွေ့ရမှာဖြစ်ပါတယ် ဒါလေးတွေကိုကွာဖရားကိုကွာနမူနာအနေနဲ့တုံးချက်လဲကိုတုံးချက်တဲ့ဟာလေးတွေပေါ်မှာကွာကလစ်တစ်ချက်နှိမ့်လိုက်ပြီးတော့မှရွေးပြီးတော့မှတုံးလို့ရပါတယ်ဒါကြတော့ကွာအတင်းဖန်တီထားတဲ့ဟာကိုမှရွေးပြီးတော့မှတုံးတာဖြစ်ပါတယ်ဒီကုသင်္ကန်းသားလေးမှာကကျွန်တော်တို့ကကိုယ်တိုင်ပဲအစားကနေပြီးတော့မှကွာကိုဖန်တီးချင်တာပေါ့နော်။အဲ့တော့ကျွန်တော်တို့ကဒီမှာနေရုပ်ကိုသွားလိုက်ပြီးတော့မှဒီမှာကျွန်တော်တို့ဒီအပေါ်ဘက်ပေါ့နော်။ဘက်ကိုပြန်ထွက်လိုက်မယ်။ပြန်ထွက်ပြီးတော့ကျွန်တော်ကဒီမှာ blank presentation ကိုယူပါမယ်။ အဲ့လိုယူဖို့အတွက်ကျွန်တော်နေယူကနေပြီးတော့လည်းယူလို့ရတယ်လို့မျိုးခုနကကျွန်တော်ပြခဲ့တဲ့ဒီ home ကနေပြီးတော့လည်းယူလို့ရရပေါ့နော်ကိုနေတဲ့တဲ့နေရာကနေပြီးတော့မှယူလိုက်ပါ plan presentation လေးပေါ်မှာကွာ quality check လေးနေလိုက်ပြီးဆိုတာနဲ့ကျွန်တော်ကစပြီးတော့မှဒီမှာ presentation 1ဆိုပြီးတော့မှစပြီးတော့မှပေါ်လာပါပြီအခုကကျွန်တော်ကဒီကိုယ့်ရဲ့ presentation ကိုဒီ PowerPoint ကြီးကိုကျွန်တော်တို့ကနာမည်မပေးရသေးတာဖြစ်တဲ့အတွက် presentation 1ဆိုပြီးတော့မှပေါ်လာဖြစ်ပါတယ် ်ဒီလိုကိုနေနေက file ကိုဒီအပေါ်ကကျွန်တော် file ကိုသွားလိုက်မယ်သွားပြီးတော့ quality မှာ save ကိုနှိပ်လိုက်မယ်ပေါ့နော် save ကိုနှိပ်ပြီးတော့မှ query file ကိုတင်လိုက်တယ်ဆိုရင်ကျတော့ quality နာမည်ပေးခြင်းလဲ copy လိုက်တဲ့နာမည်လေးကို quality ပေးလို့ရတယ်အပေးလိုက်တဲ့နာမည်လေးကဒီပေါ်လေးမှာလာပြီးတော့မှပြပေးမှာဖြစ်ပါတယ်လက်ရှိမှာတော့ကျွန်တော်ကနာမည်မပေးရသေးဘူး file ကိုမ save ရသေးပါဘူးဒီတိုင်းပဲဖွင့်လိုက်တာဖြစ်တယ်ပေါ့နော်ဟုတ်ပြီအဲ့ခါမှကျွန်တော်ကအရင်ဆုံးဒီမှာ number 1ဖြစ်တဲ့ဒီ create ကိုစပြီးတော့မှလုပ်လိုက်ပြီပေါ့ create presentation တခုကိုကျွန်တော်စပြီးတော့မှဖန်တီးလိုက်ပါပြီပြီးရင်တော့ကျွန်တော် number 2ဖြစ်တဲ့ new slide ပါ new slide တွေ့ကျွန်တော်တို့ဒီမှာတွားလိုက်ပါမယ်အဲ့ခါမှာကျွန်တော်က PowerPoint နဲ့မှာဆိုရင်ကျတော့ဒီလိုမျိုးလေးကျွန်တော်ကစာရွက်လေးရှိတယ်။ဒီစာရွက်လေးကိုကျွန်တော်တို့က PowerPoint နဲ့မှာဆိုတော့ slide လို့ခေါ်တာဖြစ်ပါတယ်။ Microsoft Word ထဲမှာတော့ကျွန်တော်က document လို့ခေါ်ပါတယ်။အဲ့ခါမှာကျွန်တော်ကဒီမှာ slide number sheet လေးမှာလည်းပြပြပေးထားပါတယ်။1ဆိုပြီးတော့မှပြပေးထားပါတယ်။ ကျွန်တော်က PowerPoint ကိုစပြီးတော့မှဖွင့်လိုက်ပြီဆိုတာနဲ့သူကနမူနာအနေနဲ့ကျွန်တော်တို့က default အနေနဲ့ပေါ့နော်သူက PowerPoint တစ်ချက်တော့ဒီမှာရှိတယ်ပေါ့နော် slide တစ်ချက်တော့သူကပြပေးတယ်အဲ့ခါမှာ general slide တွေကထပ်ပြီးတော့မှလိုချင်သေးတယ်ပေါ့ဥပမာအနေနဲ့ကိုအနေနဲ့က slide ကတစ်ခုပဲရှိတာကိုအများကြီးထပ်ပြီးတော့မှသုံးချင်သေးတယ် slide တစ်ထပ်ပြီးတော့မှယူချင်သေးတယ်ဆိုရင်ကျွန်တော်ကဘယ်လိုလုပ်ရမလဲ slide တစ်ခုထပ်ပြီးတော့မှ create လုပ်ဖို့အတွက်ဆိုရင်ကြတော့ကျွန်တော်တို့ကဒီအပေါ်လေးမှာ home tab ရှိပါတယ်အဲ home tab ထဲကနေပြီးတော့မှဒီအောက်လေးမှာ slide ဆိုတာလေးရှိပါတယ်ဒီ slide ထဲမှာဒီပေါ်လေးမှာကျွန်တော် new slide ဆိုတာလေးကိုတွေ့ရပါလိမ့်မယ် a new slide လေးမှာကျွန်တော်ကဒီပေါ်မှာသူကအပေါင်းလက္ခဏာလေးနဲ့ပုံလေးရှိပါတယ်ဒီပုံလေးပေါ်မှာကျွန်တော်တို့က mouse ကနေပြီးတော့မှ click တစ်ချက်လေးနှိပ်ပြလိုက်အောင်ပါပဲနှိပ်လိုက်ပြီးဆိုတာနဲ့သူကဒီမှာကြည့်လိုက်ပါ number 2ဆိုပြီးတော့မှ slide number တကူထပ်ပြီးတော့မှအစ်တရောက်လာတာကိုတွေ့ရမှာဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်တို့ကမူလရှိနေတာက slide number 1တကူရဲ့ဒီမှာ slide number 2ရဲ့ဆိုပြီးတော့မှနှစ်ခုဖြစ်သွားတာကိုတွေ့ရမှာဖြစ်ပါတယ်အဲ့ခါမှာကျွန်တော်တို့က slide အစ်စ်ကိုယူတဲ့အခါမှာကျွန်တော်တို့ကဒီပုံလေးပေါ်မှာပဲထိုက်ရိုက်ပေါ့နော် click တစ်ချက်လေးနှိမ့်လိုက်ပြီးဆိုရင်ကျတော့တော့ဒီမှာ number 3ဆိုပြီးတော့နောက်တစ်ခုထပ်ပြီးတော့ကြာလာတယ် အဲ့ခါမှာဒါပုံစံအတူလိုမျိုးရှိရယ်ပေါ့နော် click to add title အပေါ်မှာ title တခုရေးလို့ရမယ်အပေါ်မှာကတော့ကျွန်တော်တို့ကဒီမှာ click to add ပေါ့နော်ဒီ tag add ပေါ့စာသားတွေထည့်ပြီးတော့မှထည့်လို့ရမယ်အဲ့လိုမျိုးပုံစံလေးသွားကြလာတယ်ပေါ့ဒါပေမဲ့ကိုအနေနဲ့ကဒီလိုပုံစံလေးမသုံးချင်မနဲ့တခြားတစ်မျိုးကိုပြောင်းပြီးတော့မှသုံးချင်တယ်ဆိုရင်လည်းသုံးလို့ရတယ်အဲ့ခါမှာကျွန်တော်က slide down တဲ့ခါလေးမှာပေါ့နော်ဒီပုံလေးပေါ်မှာမနေဘဲနဲ့ဒီ new slide ရဲ့ဒီမှာအများလေးရှိပါတယ်ဒီ slide လေးရဲ့အများလေးကိုကျွန်တော်တစ်ချက်လေးနှိပ်လိုက်မယ်ဆိုရင်ကျတော့ဒါပုံစံလေးတွေဒီမှာ office theme ဆိုပြီးတော့မှပုံစံကိုမျိုးရှိပါတယ် ဒီထဲကနေပြီးတော့မှကိုနှစ်သက်တဲ့ဟာကိုလည်းပထခါတည်းရွေးချယ်ပြီးတော့မှလည်းအသစ်ယူလို့ရပါတယ်။ဥပမာအနေနဲ့ကျွန်တော်ကဒီထဲကနေပြီးတော့မှတကောင်လေးကြိုက်တယ်ဆိုပါဆိုပေါ့နော်။ဒီနောက်ဆုံးအဒီ picture with caption ဆွဲဟာလေးကိုသဘောကျပါတယ်။ဒီလိုမျိုးမြင်နေရတဲ့ပုံစံလေးကိုသဘောကျတယ်ဆိုရင်ဒါလေးကိုပဲကွာအသစ်ယူချင်တာဖြစ်တဲ့အတွက်ဒါလေးကို click တစ်ချက်လေးနှိပ်ပြလိုက်ပါ။ဒါဆိုရင်ကျွန်တော်တို့ဒီမှာပုံမှန်ပြထားတဲ့အတိုင်းလေးပဲကျွန်တော်တို့လိုချင်တဲ့အတိုင်းလေးပဲဒီလိုပုံစံလေးက strand number 4ဆိုပြီးတော့မှအစ်တစ်ခုရောက်လာတာကိုတွေ့ရမှာဖြစ်ပါတယ် ဒါတော့ကွာဒီမှာပုံလေးပေါ်မှာနှိပ်ထားမဟုတ်ဘဲနဲ့ဒီမှာများလေးကိုနှိပ်ပြီးတော့မှကိုလိုချင်တဲ့ပုံစံကိုတည်တင်းလိုက်ပြီးတော့မှရွေးချယ်ပြီးတော့မှသုံးတာဖြစ်ပါတယ်။ကိုနေတဲ့လိုမျိုး slide တက်ကိုယူလို့ရတယ်ပေါ့နော်။အပိဒါလေးတွေကိုကျွန်တော်ပြန်ပြီးဖြတ်ဖို့အတွက်ဒီပေါ်လေးမှာ undo လေးရှိပါတယ်။ကျွန်တော် undo လေးကိုပြန်ပြီးတော့မှနှိပ်လိုက်ပါမယ်။ဒါရောကျွန်တော်တို့ကဒီ home tag ကနေသွားပြီးတော့မှ new slide ကနေပြီးတော့မှ slide တစ်ခုယူလိုက်တာဖြစ်ပါတယ် လိုမျိုး slide တွေကိုကျွန်တော်တို့ကဒီအပေါ်အနေသွားလို့ရတယ်လို့မျိုးပဲဘယ်လိုထပ်ပြီးတော့လုပ်လို့ရသေးလဲဆိုတော့ကျွန်တော်တို့ဒီဘက်ကပေါ့နော်ဒီ slide တသေးလေးတွေပြတဲ့ဒီနေရာလေးရှိတယ်ဒီနေရာလေးမှာကိုယ်အနေနဲ့လွတ်တဲ့နေရာလေးပေါ့နော်ဒီအောက်ကလွတ်တဲ့နေရာလေးမှာကြိုက်တဲ့နေရာလေးမှာကွာ mouse ကနေပြီးတော့မှ right click ပါညာဘက်ကလစ်လေးတစ်ချက်လေးနေပြလိုက်ပါနေလိုက်ပြီးဆိုတော့လည်းပဲသွားဒီအောက်လေးမှာပြပါလိမ့်မယ်ဒီမှာ new slide ဆိုပြီးတော့သူပြပေးပါတယ်အ new slide လေးကိုကျွန်တော်တို့ click တစ်ချက်လေးနှိပ်လိုက်မယ်ဆိုရင်လည်းပဲသွားဒီမှာ slide number 2ဆိုပြီးတော့မှထပ်ပြီးတော့မှ slide တစ်ခုရောက်လာတာကိုတွေ့ရမှာဖြစ်ပါတယ် ထပ်ပြီးတော့မှလိုချင်သေးရဆိုရင်လည်းပဲသူ့ရဲ့အောက်ကလွတ်တဲ့နေရာမှာ mouse ကနေပြီးတော့မှ right click နဲ့အဲ့ခါမှာကျွန်တော်ဒီမှာ new slicer လေးရှိတယ်။ဒါလေးကိုတစ်ချက်လေးနှိပ်ပြလိုက်မယ်ဆိုရင် slide number 3ဆိုပြီးတော့မှထပ်ပြီးတော့မှရောက်လာတာကိုတွေ့ရမှာဖြစ်ပါတယ်။ အဲ့ခါမှာတော့ကျွန်တော်တို့ကဒီမှာ mouse ကနေ red click တလို့နှိပ်ပြီးတော့ယူတဲ့အခါမှာကျတော့ new slide မှာ तू ကနှိပ်လိုက်ပြီးဆိုတာနဲ့ဒီလိုပုံစံတစ်မျိုးပဲ तू အသိရရဲပေါ့နော်ကိုနေနဲ့အပေါ်ဟာယူခဲ့တလို့မျိုးဒီမှာနှိပ်လိုက်ပြီးတော့မှကိုပြပုံစံလိုချင်တယ်ပြပုံစံကိုအသိထက်ပြီးတော့လိုချင်တယ်ဆိုတော့ကိုရွေးချယ်လို့မရတော့ပါဘူး तू နေနဲ့ဒီပုံစံတစ်မျိုးကိုပဲအမြဲတမ်းကျွန်တော်တို့ကို new slide နေနဲ့ရရှိသွားတာကိုတွေ့ရမှာဖြစ်တယ်ပေါ့နော်ကိုနေတက်တလို့မျိုးယူလို့ရပါတယ်ဟုတ်ပြီဒါလေးကိုလည်းကျွန်တော်ဒီမှာ and to လေးပြန်ပြီးတော့မှသွားလိုက်ပါမယ်ဒါဆိုရင်ကျွန်တော်နံပါတ်2ဖြစ်တယ်ပေါ့နော်ဒီ new slide ယူတာလေးကိုတော့နားလည်သွားပါပြီ ပြီးတော့ကျွန်တော် delete slide ပေါ့နော် slide တွေကိုကျွန်တော်ကယူပြီးသွားပြီဆိုရင်တကယ်လို့မလိုအပ်ဘူးဆိုရင်ရောဘယ်လိုမျိုးပြန်ပြီးတော့မှဖြတ်ရမလဲဆိုတာကိုလည်းသိထားသင့်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီမှာအများနဲ့သုံးနေတဲ့သူကတော့နားလဲတာပေါ့နော်ကျွန်တော်ဒီရုပ်ကမှစပြီးတော့လေးလာနေတဲ့သူတွေကြတော့ကျွန်တော်အနည်းနဲ့လေးခက်ခဲရှိနိုင်တယ်ဒါကြောင့်ကျွန်တော်ဒါလေးတစ်ခုပြပြပေးတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဒီမှာ slide တစ်ခုကိုဒီမှာကျွန်တော် new slide ကိုတစ်ချက်နှိပ်ပြီးတော့မှယူလိုက်ပြီ။အဲ့ကျွန်တော်ဒီမှာ slide number 1 slide number 2အဲ့တော့တစ်ခုကိုပါကျွန်တော်ထပ်ပြီးတော့ယူလိုက်မယ်။အဲ့တော့ကျွန်တော်ဒီမှာ new slide ကိုတစ်ချက်လေးနှိပ်လိုက်မယ်။ အဲကျွန်တော်ဒီမှာ slide အားလုံးစုစုပေါင်း၃ခုရှိသွားပြီ၃ခုရှိသွားတဲ့အခါမှာကျွန်တော်ကဥပမာအနေနဲ့ပေါ့နော်ဒီမှာ၃ခုရှိနေတဲ့နေရာနေပြီးတော့မှဒီ slide number 1ဆိုတဲ့တရားလေးကိုကျွန်တော်မသုံးချင်တော့ဘူးပေါ့နော်မလိုအပ်တော့ဘူးဒီ slide number 1ကိုကျွန်တော်ဖြတ်ပြချင်တယ်ပေါ့ဒါဆိုရင်ကျွန်တော် slide number 1ကိုဖြတ်ပြဖို့အတွက်ဘယ်လိုမျိုးဖြတ်ရမလဲပြဖို့အတွက်ကလည်းလွယ်လွယ်လေးပါကျွန်တော်ရဲ့ဒီ number 1 slide ကိုဖြတ်မယ်ဆိုရင် number 1 slide လေးဒီဘက်ကတိတိလေးရှိနေတဲ့နေရာလေးမှာကိုဖြတ်ချင်တဲ့ slide ပေါ်မှာ click တစ်ချက်နှိပ်ပြီးတော့မှ selection ပေးလိုက်ပါ ပြီးတာနဲ့ကျွန်တော်ရဲ့ကွန်ပျူတာကီးဘုံမှာ delete ဆိုတဲ့ခလုတ်လေးရှိပါတယ်။အားလေးကိုတစ်ချက်လေးနှိမ့်လိုက်ရုံပါပဲ။ကွာ1ဝင်ဖြတ်မဲ့ဆုံး1မှာ click ထောက်ထားလိုက်ပါ။ထောက်ထားပြီးတာနဲ့ကွာ delete ဆိုတဲ့ခလုတ်လေးကိုတစ်ချက်လေးနှိမ့်လိုက်ပြီးဆိုတာနဲ့ကြည့်လိုက်ပါ။အဲဒီထိတ်ဆုံးမှရှိနေတဲ့ကျွန်တော်ရဲ့ number 1 slide ကတခါတည်းနဲ့ပြတ်သွားတာကိုတွေ့ရမှာဖြစ်ပါတယ်။ဒါနဲ့ကျွန်တော်ကဒီမှာ slide number 1 2ဆိုပြီးတော့မှနှစ်ချက်ပဲခုလိုမျိုးကျွန်တော်တို့ကိုတွေ့ရမှာဖြစ်ပါတယ်။ဟုတ်ပြီဒါလေးကိုလည်းကျွန်တော် control set နဲ့ပြန်သွားလိုက်မယ်။ တကယ်လို့များကိုအနေနဲ့ကဘာလို့ဒီ alias slide number 2ကိုကိုမလိုချင်တော့ပါဘူး။ဒါကကိုဖြတ်ဖြတ်ချင်တယ်ဆိုရင်လည်းအလိုပါပဲ။ကိုဖြတ်ချင်တာက slide number 2ဆိုရင် slide number 2လေးကို click နေပြီးတော့မှအခုလိုမျိုး selection ထောက်ထားလိုက်ပါ။ပြီးတာနဲ့ဒီ keyboard ကနေပြီးတော့မှ delete ဆိုတဲ့ click ကိုနှိပ်ရမှာဖြစ်ပါတယ်။ဒီမှာကျွန်တော် delete ကိုနှိပ်ချလိုက်ပြီဆိုတာနဲ့အဲ့ဒီအလဲကောင်းဆလိုက်လေးကပြတ်သွားပါပြီ။ကျွန်တော်ဒီမှာအပေါ်ဆုံး slide နဲ့အောက်ဆုံး slide နှစ်ချက်ကိုပဲကျွန်တော်ဒါကိုတွေ့ရမှာဖြစ်ပါတယ်။ ပြီးတော့ကျွန်တော်တို့ကကိုဖြတ်ချင်တဲ့ slide ကိုကလစ်ထောက်ထားပြီးတော့မှ delete ကိုနှိပ်ပြီးတော့ဖြတ်လို့ရသလိုမျိုးပဲဒီလိုကိုနေနဲ့ keyboard က cloud တွေကိုတွားပြီးတော့ manage ချင်ဘူး mouse ကနေပဲတွားပြီးတော့မှကျွန်တော်ဖြတ်လို့ရချင်တယ်ဆိုရင်ဘယ်လိုဖြတ်ရမလဲပေါ့နော်ဥပမာအနေနဲ့ကျွန်တော်ဒီမှာ slide number 1ကိုကျွန်တော်မကြိုက်တော့ဘူးဒါကိုကျွန်တော်ဖြတ်ဖြစ်ချင်တယ်ဒါပြန်ကျွန်တော်ဘယ်လိုလုပ်လို့ရလဲဆိုတော့ကိုယ့်ရဲ့ဒီ slide number 1လေးပေါ်မှာပဲ mouse ကနေပြီးတော့မှ right click ပေါ့နော်ညာဘက် click တစ်ချက်နှိပ်လိုက်ပါနှိပ်လိုက်ပြီးဆိုတော့ဒီလိုအကွက်တွေအများကြီးကျလာပါလိမ့်မယ်အဲ့ခါမှကျွန်တော်ဒီအလဲကောင်လေးမှာ delete slide ဆိုတာလေးကိုတွေ့ရပါလိမ့်မယ် ဒါလေးကတော့ကျွန်တော်တို့က quest ဒီအခုထောက်ထားတဲ့ slide လေးကိုဖြတ်ထားဖြစ်ပါတယ်ဒီ delete slide ကိုကျွန်တော်တို့ click တစ်ချက်လေးနှိပ်လိုက်ပြီးဆိုတာနဲ့အဲ့ဒီကျွန်တော်တို့ slide number 1ဆိုတာလေးကတခါတည်းနဲ့ဖြတ်သွားတာကိုတွေ့ရမှာဖြစ်ပါတယ်ကိုဖြတ်ချင်တဲ့ slide ပေါ်မှာ right click နှိပ်ပြီးတော့မှ delete slide ဆိုတာလေးကိုနှိပ်လိုက်ရအောင်ပါပဲတောင်မှကျွန်တော်ကဖြတ်ဖို့အတွက်ကလည်းနီးလည်းနှမျိုးရှိတယ်ကိုနဲ့တက်တာနဲ့ကိုအားသာရနဲ့ဖြတ်လို့ရပါတယ်လုပ်ငန်းခွင်အတွက်ကွန်ပျူတာကိုအခြေခံကနေစတင်ပြီးတော့စနစ်တကျနဲ့ကျွမ်းကျက်စွာအသုံးပြုနိုင်ဖို့အတွက်ကွန်ပျူတာ physics online class တွေကိုတက်ရောက်နိုင်ပါတယ် Computer Basics Online Class လေးမှာတော့ Windows 10အသုံးပြုပုံလုပ်ငန်းတစ်ပယ်တိုင်းမှာအရင်ကိုအရေးပါတဲ့ Microsoft Word, Microsoft Excel, Microsoft PowerPoint, Microsoft OneNote, Microsoft Publisher စတဲ့သင်ခန်းစာတွေနဲ့အခြေခံ Internet Email အသုံးပြုပုံတွေ Software Download and Install အသုံးပြုပုံတွေများစွာအပါအဝင်သင်ခန်းစာဗီဒီယိုပေါင်း120ကျော်ကို Telegram Channel နဲ့ Facebook Private Group တို့မှာအသိပေးစွာနဲ့စနစ်တကျလေ့လာသင်ကြားရမှာဖြစ်ပါတယ်မူလသင်တန်းကြီး8800ကျပ်အစားယခုလအတွင်းမှာအထူးသင်တန်းကြီး၄000ကျပ်တဲ့ဖြင့်လက်ခံပေးနေတာဖြစ်ပါတယ် အထူးတင်နန်းကြီးတွေကရဲကန်းတက်လေးတဲ့ရှိတာမို့တင်နန်းကိုအမြဲတမ်းတရားဖို့ကိုဖိတ်ခေါ်အပ်ပါရခင်ဗျာဟုတ်ပြီအဲ့ဒါကျွန်တော်ဒီဟာ daily slide ကိုနားလည်သွားပါပြီနောက်ထပ်တစ်မျိုးကိုကျွန်တော်သွားမယ်ပေါ့နော်ပြီးတော့ကျွန်တော်တို့ number 4ဖြစ်တဲ့ duplicate slide ဖြစ်ပါတယ် duplicate slide ကတော့ကျွန်တော်က slide တွေကိုနှစ်ခုပွားတာဖြစ်ပါတယ်ဟုတ်ပြီအားလေးရတော့ကျွန်တော်ကဒီမှာဘယ်လိုပုံစံလေးလဲဆိုတော့ဥပမာအနေနဲ့ဒီတိုင်းဆိုရင်ကျွန်တော်ကတည်တာမှာမဟုတ်ဘူးဒါလေးကိုကျွန်တော်ပို့ပြီးတော့တည်တာတော့အောင်လို့စာလေးဒီရေးပြပေးပါမယ်အဲ့တော့ကျွန်တော်ဒီမှာ slide number 1ကိုတွားလိုက်တယ် ဖလာပြီးတော့မှကျွန်တော်ဒီမှာဒီအပေါ်အကွက်လေးမှာကျွန်တော်ကလစ်ထောက်လိုက်ပြီးတော့စာနည်းနည်းရေးလိုက်မယ်နော်1 2 3 4 5 6ဆိုပြီးကျွန်တော်စာလေးနည်းနည်းရေးလိုက်တယ်ပြီးဒီအောက်ကအကွက်လေးမှာလည်းကျွန်တော်ကလစ်ထောက်ထားပြီးတော့မှဒီမှာကျွန်တော်စာလေးတွေရေးလိုက်ပါမယ်စာလေးနည်းနည်းရေးလိုက်ပါတယ်ဟုတ်ပြီအရင်ကျွန်တော်ဒီမှာစာလေးရှိနေတယ်ပေါ့ ဒီမှာ slide number 1မှာကျွန်တော်တို့ဒီလိုမျိုးစာတွေရေးထားတယ်။ဒါနမူနာအနေနဲ့မလို့ကျွန်တော်နည်းနည်းလေးရေးပြထားတာပေါ့နော်။တကယ်လို့ကိုအပြင်မှာကတော့ quest slide ကကိုယ်လုပ်ငန်းအတွက်လိုအပ်တဲ့စာတွေအများကြီးရေးပြီးသွားပြီ။ကိုထည့်ရမယ့်ပုံနေတို့ကိုထည့်ရမယ့်ဒီ shape တွေအားအစားပေါ့နော်။ကိုအားလုံးကိုပြင်ဆင်ပြီးသွားပြီပဲထားပါတော့ PCB နေပြီ။အဲ့လို slide number 1မှာကိုအားလုံးလုပ်ထားပြီးသား။ slide number 1ကိုပဲကိုနောက်တဲ့တစ်ခုအနေနဲ့ပေါ့နော်။နောက်တဲ့ slide တစ်ခုအနေနဲ့ထပ်ပြီးတော့လိုချင်တယ်။လိုချင်တဲ့ခါမှာကျတော့ကို slide number 1နဲ့အတူတူပဲဒါပေမဲ့ကိုနည်းနည်းလေးပဲပြောင်းမှုလိုအပ်တယ်ပေါ့။ဥပမာအနေနဲ့ကျွန်တော်ဒီမှာဆို1 2 3 4 5 6 7လို့ရေးထားတယ်။ ။ဒါပေမဲ့နောက်တဲ့ slide မှာကကျတော့ကျွန်တော်က1 2 3 4 5 6ကိုမှနောက်က7နေရာမှာကျွန်တော်တို့က8ဆိုပြီးတော့မှတလုံးလေးပဲပြောင်းချင်တယ်ပေါ့နော်။ကျန်တဲ့အားလုံးကတော့တူတူပဲ။အဲ့လိုနည်းနည်းပြောင်းချင်တာနည်းနည်းလေးပဲပါနေတယ်။အဲ့ခါမှာကျွန်တော်တို့ကသွားပြီးတော့မှ slide number 2ကိုသွားပြီးတော့မှဒီအပေါ်က slide number 1အတိုင်းလိုက်ပြီးတော့မှရေးမယ်။ရေးပြီးတော့သူနဲ့မတူတဲ့1 2 3 4 5 6 7နေရာမှာ8ဆိုပြီးတော့ like ပြင်နေမယ်ဆိုရင်ကျတော့အချိန်ကြာတာပေါ့။အဲ့မှကျွန်တော်ကဒီမှာရှိနေပြီးသား slide ကိုပဲနောက်တဲ့အစ်တစ်ခုပွားလိုက်မယ်။ပွားလိုက်ပြီးသားမှာကျွန်တော်တို့ကဒီမှာနောက်ဆုံးကကိုပြင်ချင်တဲ့နေရာလေးမှာကွက်ပြီးတော့မှပြင်လိုက်မယ်ဆိုရင်ကျတော့အချိန်ကုန်အောင်ကိုကျွန်တော်တို့ အများကြီးကိုတက်တာစီမှာဖြစ်ပါတယ်အဲ့လိုခံရမှာကျွန်တော်ဂျူဘလီကိတ်ကိုတောင်းလို့ရပါတယ်။ဒါရှိပီသားဒီဇိုင်းကိုရှိပီသားကျွန်တော်ရဲ့ slide လေးကိုဒီပုံစံတိုင်းလေးပြန်ပြီးတော့မှပွားချင်တဲ့အခါမှာဒီဂျူဘလီကိတ် slide ကိုတောင်းလို့ရပါတယ်။ဟုတ်ပြီအဲ့ခါမှာကျွန်တော်က design number 1မှာရှိတဲ့ဒီကားလေးကိုကျွန်တော်ကဒီပုံစံတိုင်းလေးကိုပဲနောက်ထပ်အစ်တစ်ခုထပ်ပြီးတော့မှပွားလိုက်ချင်ပါတယ်။အဲ့လိုမျိုးဂျူဘလီကိတ်လုပ်ဖို့အတွက်ဆိုရင်ကျွန်တော်ကဒီ slide number 1ကိုပွားမှာဖြစ်တဲ့အတွက် slide number 1လေးပေါ်မှာ click ထောက်ထားလိုက်။ပြီးရင်ကျွန်တော်ဒီပေါ်လေးက home tag ကိုတာပါမယ်။ ဟုတ်တက်ထရနေပြီးတော့မှဒီ slide ဆွဲ group လေးထဲမှာပဲကျွန်တော်ဒီမှာ new slide ပါလေးရှိတယ်။ဒီကောင်လေးအများလေးကိုတစ်ချက်လေးနှိပ်လိုက်ပါ။နှိပ်လိုက်ပြီဆိုရင်သူကဒီအောက်ဆုံးလေးမှာရှိတာဖြစ်ပါတယ်။ဒီမှာသူပြပေးပါတယ်။ duplicate selected slide ဆိုပြီးတော့မှပြပေးပါတယ်။ကျွန်တော်အခု select လုပ်ထားတဲ့ slide ကိုသူက duplicate လုပ်ပေးမှာဖြစ်ပါတယ်။အဲ့ကမှကျွန်တော်ဒီမှာဒါလေးကို click တစ်ချက်လေးနှိပ်ပေးလိုက်ပါ။ထပ်ဆက်ကြည့်လိုက်ပါကျွန်တော်လိုချင်တဲ့အတိုင်းပါပဲဒီမှာ slide number 1မှာရှိနေတဲ့အတိုင်းတပုံစံနဲ့ slide number 2ဆိုပြီးတော့မှနောက်တစ်ခုသူပွားပေးသွားတာကိုတွေ့ရမှာဖြစ်ပါတယ် အဲ့ခါမှာကျွန်တော်ကပြင်ချင်တာလေးနည်းနည်းလေးပဲကိုပြင်လိုက်ရုံပဲပေါ့နော်ကျွန်တော်ခုနကပြောခဲ့သလိုဒီမှာ1 2 3 4 5 6 7နေရာမှာကွာ7မဟုတ်တော့ဘူး8လို့ပြင်ချင်တာမလို့7လေးနေရာမှာကွာဒီမှာ selection လေးပြလိုက်ပြီးတော့မှ8ဆိုပြီးတော့မှပြင်လိုက်ရုံပါပဲဒါဆိုရင်ကျွန်တော်ပြင်ချင်တာလေးပဲကွက်ပြီးတော့ပြင်လိုက်တာဖြစ်တဲ့အတွက်အချိန်ကုန်တာကိုအများကြီးကိုတတ်တာသွားစီမှာဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်ဒါ duplicate slide ကိုဘယ်လိုသုံးရမလဲဆိုတာကိုနားလည်သွားပြီပေါ့နော် ဟုတ်ပြီအဲ့ခါမှာကျွန်တော် jubilee gate slide ကိုတလူလို့ဖို့အတွက်ကကျွန်တော်ဒီပေါ်မှာပြောခဲ့သလိုမျိုးဒီ home tag ကနေသွားလို့ရတယ်လို့မျိုးပဲဘယ်လိုထပ်ပြီးတော့မှလွယ်လွယ်ကူကူသွားလို့ရတယ်လဲဆိုတော့ကျွန်တော်ဒီ slide number 1ကို jubilee gate လောက်ချင်တယ်ဆိုရင်ကိုယ့်ရဲ့ဒီ slide number 1လေးပေါ်မှာကျွန်တော် mouse ကနေပြီးတော့မှ right click ပေါ့နော်ညာဘက်ကလေးတစ်ချက်နှိပ်ပါနှိပ်လိုက်ပြီးဆိုတော့ဒါတလူအကွက်ကြီးပေါ်လာမယ်အဲ့ခါမှာကျွန်တော်ခုနကတုံးခဲ့တဲ့ဒီ delete slide ဆိုရအပေါ်လေးမှာ duplicate slide ဆိုတာလေးရှိပါတယ်။ဒါလေးကိုလည်းနှိပ်လို့ရပါတယ်။ ဒါလေးကိုကျွန်တော်ကလစ်တစ်ချက်လေးနေလိုက်ပြီဆိုတာနဲ့ဒီမှာကျွန်တော် slide number 1ကိုပဲ duplicate အနေနဲ့နောက်တစ်ခုထပ်ပြီးတော့ရောက်လာတာကိုတွေ့ရမှာဖြစ်ပါတယ်ဒီမှာလည်းအလိုပါပဲကိုပြင်ချင်တာကိုဒီမှာလာပြီးတော့မှကိုပြင်လိုက်ရအောင်ပါပဲဗောနော်ဟုတ်ပြီဒါဆိုရင်ကျွန်တော်က duplicate ကိုသုံးလိုက်တာဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်ဒီမှာနံပါတ်အခွာ4ဗောနော်နံပါတ်4မှာတင်ရတယ် duplicate အကြောင်းလေးကျွန်တော်နားလည်သွားပါပြီပြန်တော့နံပါတ်5 layout ဗောနော် layout ကတော့ဘယ်လိုပုံစံလဲဆိုတော့ဥပမာအနေနဲ့ကျွန်တော်ကဒီမှာဆိုရင် line number 2ပေါ့ slide number 3ပေါ့နော် slide number 3မှာဒီကျွန်တော်ကဒီမှာကိုလက်ရှိမှာယူထားတာဒီလိုပုံစံလေးပေါ့လေးအောင်ဆိုတာကကျတော့ကျွန်တော် slide ရဲ့ပုံစံလေးကိုပြောတာဖြစ်ပါတယ်အဲ့ခါမှာသူ့ရဲ့ slide ပုံစံလေးကကျတော့ကျွန်တော်ကဒီမှာ click to add title အပေါ်မှာ title တခုရေးလို့ရမယ်အမှကတော့ကိုနှစ်သက်တဲ့စာလေးပုံနေထည့်လို့ရမယ်ဆိုပုံစံမျိုးသူနှစ်ခွက်ပြထားတယ်ပေါ့နော်အပေါ်မှာတစ်ခွက်အောက်မှာတစ်ခွက်ပေါ့ဒါကျွန်တော်ကလေးအောင်ပုံစံလေးပါကျွန်တော်အခုလက်ရှိတုံးနေတာနံပါတ်3ကအဲ့ဒီလေးအောက်ပုံစံကိုတုံးနေတာဒါပေမဲ့ကျွန်တော်ကအဲ့ဒီပုံစံကိုပြောင်းပြီးတော့မတုံးချင်ဘူးပေါ့နော်ဒီပုံစံကြီးကိုကမတုံးချင်တော့ဘူးပုံစံအသစ်မျိုးကိုပြောင်းပြီးတော့မှတုံးချင်ပါတယ် အဲ့ခါမှာကျွန်တော်ကဒီမှာ layout ပုံစံကိုပြောင်းဖို့အတွက်ကကြတော့ဒီမှာအပေါ်ကကျွန်တော်စနွန်ကတုံငယ်လိုက်တဲ့ new slide ရှိတယ်။အဲ new slide မှာနှိပ်လိုက်ပြီးတော့မှကျွန်တော်ကဒီမှာဥပမာအနေနဲ့အခုလက်ရှိတုံးထားတဲ့ပုံစံမဟုတ်တော့ဘဲနဲ့ကျွန်တော်ကဒီမှာ title only ဆိုတဲ့ဒီဟာလေးကိုပြောင်းတုံးခြင်းနဲ့ဆိုပါဆို ဒါကိုကွာပြောင်းတော့မှမလို့ဆိုပြီးတော့မှ new slide ကိုသွားပြီးတော့မှကိုသုံးချင်တဲ့ကောင်လေးပေါ်မှာဒီ title slide လေးကိုကိုသဘောကျတာမလို့ဒါလေးကို click တစ်ချက်လေးနှိပ်ပေးလိုက်မယ်ဆိုရင်ကြတော့ first slide number 4ဆိုပြီးတော့မှတော့အစ်တစ်ခုအနေနဲ့ကျွန်တော်လိုချင်တဲ့အတိုင်းလေးပဲ title ပဲရေးလို့ရမယ်အကွက်တစ်ခုပဲပါတယ် slide လေးတစ်ခုကိုတော့အစ်တစ်အနေနဲ့ရောက်လာတာကိုတွေ့ရမှာဖြစ်တယ်ပေါ့နော်ဒီခါကျတော့ကျွန်တော်က slide ကိုအစ်တစ်လိုချင်တာမဟုတ်ပါဘူးအဲဒီကျွန်တော်ကအပေါ်လေးက undo လေးကိုပြန်သွားလိုက် ကျွန်တော်ကဘယ်လိုလုပ်ချင်တာလဲဆိုတော့ဒီ slide number 3မှာရှိတဲ့ဒီ slide ကြီးရဲ့ပုံစံကိုကျွန်တော်တို့ကအခုနကလင်မတစ်ခွက်တည်းရှိတယ်ပေါ့နော် title slide ပုံစံကိုကျွန်တော်ကပြန်ပြီးတော့မှပြောင်းချင်တာပါမတူဘူးပေါ့နော် new slide ကကျတော့ကျွန်တော်ကအသစ်တစ်ခုတိုးလာမှာဖြစ်တယ်အခုကတော့ကျွန်တော်ကအလူ slide ကိုအသစ်တိုးချင်တာမဟုတ်ပါဘူးကျွန်တော်ရှိနေတဲ့ slide number 3ကိုပဲပုံစံပြောင်းချင်တာပါအဲ့လိုပြောင်းဖို့အတွက်ကျွန်တော်ဘယ်လိုလုပ်ရလဲဆိုတော့ဒီကျွန်တော်ရဲ့ new slide ဆိုတဲ့ဒီဘေးလေးမှာပဲလေးအောက်စာလေးရှိတယ်။ quad slide number 3ကိုပုံစံပြောင်းမယ်ဆိုရင် slide number 3လေးပေါ်မှာထောက်ထားပြီးတော့ကျွန်တော်ဒီလေးအောက်လေးမှာတစ်ချက်လေးနှိမ့်လိုက်ပါ။ နေ့လိုက်အတွက်ဒီမှာ office theme ဆိုပြီးပုံစံလေးမျိုးမျိုးကြာလာမယ်အခါမှာလက်ရှိကျွန်တော်သုံးထားတာကတော့ဒီဟာလေးပါပေါ့နော် title and content ဆိုတဲ့အကောင်လေးပါဒါလေးမှလည်းသူ selection လေးနဲ့ပြပေးတာကိုတွေ့ရပါလိမ့်မယ်အဲ့ဒါကိုကျွန်တော်ဒီပုံစံမသုံးချင်ဘူးတခြားတစ်မျိုးပြောင်းသုံးချင်တယ်ခုနကကျွန်တော်ပြောခဲ့သလိုဒီမှာတိုက်တဲ့အုံလေးကိုကွာသုံးချင်တယ်ပေါ့အခုဒီပုံစံကိုသုံးချင်တာမလို့ဒါလေးပေါ်မှာကွာကလစ်တစ်ချက်လေးနှိပ်ပေးလိုက်ပါနှိပ်လိုက်ပြီးဆိုတာနဲ့ကြည့်လိုက်ပါ general slide ပုံစံလေးကခုနကလိုနှုတ်ကွက်မဟုတ်တော့ဘဲနဲ့ဒီမှာတစ်ခွက်ထဲနဲ့ကြောင်းသွားတာကိုတွေ့ရမှာဖြစ်ပါတယ် တကယ်လို့ကွာဒါအောင်မသုံးချင်တော့ဘူးနောက်ထပ်တစ်မျိုးပြောင်းပြီးသုံးချင်နေဆိုရင်လည်းရတယ်ကွာ slide နဲ့မ3ကိုပြင်မယ်ဆိုရင်3ပေါ်မှာထောက်တာပြီးတော့ကျွန်တော်လေးယောက်ကိုသွားသပိတိုင်းကွာဒီတစ်ခါသုံးချင်တာကဒီဘက်ကဟာလေးပေါ့နော်ဒါလေးကိုသုံးချင်နေဆိုပါစို့အဲဒါလေးပေါ်မှာကလေးတစ်ချက်လေးနေပြလိုက်ပါဒါဆိုရင်ကြည့်လိုက်ပါ generate slide ရဲ့လေးယောက်ပုံစံလေးကအခုလေးမျိုးလေးပြောင်းလဲသွားတာကိုကျွန်တော်တွေတွေ့ရမှာဖြစ်ပါတယ်ဒါတော့ကွာရှိနေပြီသား slide ကိုပဲပုံစံပြောင်းချင်တဲ့အခါမှာဆိုရင်ဒီလေးယောက်ကနေပြောင်းရတာဖြစ်ပါတယ်ဒါတော့ကျွန်တော်တို့က number 5ပဲဖြစ်တယ်ပေါ့နော် ပြီးတော့ number 6ပါ slide show ပြတော့မယ်ပေါ့နော်ကိုနေတဲ့ slide တွေကိုဒီမှာကိုနှက်သက်တို့ရွေးချယ်ပြီးသွားပြီဒါက slide show ပြခြင်းတယ် slide show ပြဖို့အတွက်ဘယ်လိုလုပ်ရလဲဆိုတော့လွယ်လွယ်လေးပါကျွန်တော်ဒီပေါ်လေးမှာ slide show ဆိုတဲ့ဒီ group လေးရှိတယ်ဒီ tab လေးရှိတယ်ပေါ့နော်ဒီ tab ကိုတစ်ချက်သွားလိုက်ပါသွားပြီးသွားရင်ဒီမှာနှစ်မျိုးရှိပါတယ်အဲ့ဒါဘာလဲဆိုတော့ဒီဘက်လေးမှာပေါ့နော်ဒီမှာ from beginning ဆိုတာလေးရှိတယ်ပြီးတော့ from current slide သာရှိတယ်ဒါတော့က slide show ကိုပြရတဲ့အခါမှာက slide ကလောလောဆယ်မှာ၄ချက်ရှိနေတယ်အဲ့၄ချက်ကိုကိုအနေနဲ့ပေါ့နော်လက်ရှိမှာက slide နဲ့မဲ့2လေးပေါ်မှာ click ထောက်ထားတယ်ဆိုပါဆို စလိုက်နံပါတ်2ပေါ်မှာကလစ်ထောက်ထားပေးမယ်လည်းပဲကွာဒီစလိုက်ကိုပြရတဲ့အခါမှာအစကနေပြီးတော့မှစလိုက်နံပါတ်1ကနေပြီးတော့မှ slash ကိုပြရသေးတယ်ဆိုရင်ဒီမှာအစကနေပြရသေးတယ်နော်မလို့ from beginning ဆိုတာလေးရှိတယ်ဒါလေးကိုကွာနှိပ်ပေးရမှာဖြစ်ပါတယ်ဒါလေးကိုကွာနှိပ်လိုက်မယ်ဆိုရင်ကိုလက်ရှိမှာထောက်ထားတာကဒီစလိုက်နံပါတ်2ဖြစ်တဲ့နှစ်တည်းရေးထားတဲ့စလိုက်မှာထောက်ထားရတယ်ပေါ့နော်ဒါပေမဲ့ကွာဒီမှာ from beginning ကိုတစ်ချက်လေးနှိပ်လိုက်ပြီးဆိုရင်ကြတော့ဒါ1 2 3 4လို့ရေးထားတယ်စလိုက်နံပါတ်ဒီ1ကနေပြီးတော့မှစပြီးတော့မှပြပေးသွားတာကိုတွေ့ရမှာဖြစ်ပါတယ် နောက်ဆက်လိုက်တစ်ခုကိုကိုးကျင်နေဆိုရင်ကွာ mouse လေးနဲ့ကလေးတစ်ချက်လေးနှိပ်ပြလိုက်ရောမယ်။ဒါဆိုရင်နောက်ဆက်ဆက်လိုက်ကိုပြပေးမယ်။နောက်တစ်ချက်ကိုနှိပ်လိုက်မယ်ဆိုရင်နောက်တစ်ခုကိုပြပေးမယ်။နောက်တစ်ချက်နှိပ်လိုက်နောက်တစ်ခုပြပေးလိုက်မယ်။နောက်တစ်ချက်နှိပ်လိုက်ရင်တော့ကျွန်တော်ဒီလိုလေးဖြစ်သွားမယ်။ဒီကမှနောက်တစ်ကလေးတစ်ချက်နှိပ်ပြလိုက်မယ်ဆိုရင် slash u ကပြီးသွားမှာဖြစ်ပါတယ်။ဒါဆိုရင်ကျွန်တော်ကဒါအစကနေပြကျင်နေဆိုရင် from beginning ကိုတုံးရတာပါ။ပြီးရင်တော့ကျွန်တော်ဒီမှာ slide နဲ့2ပေါ်မှာကွာထောက်ထားလိုက်တယ်။ ဒါထားပြမယ်လည်းပဲကွာအစားကနေမပြကြတော့ဘူးကိုထောက်ထားတဲ့ဒီ slide နဲ့မတူကနေစပြီးတော့ပဲ slash show ကိုပြသေးချင်ပါတယ်။ဒါဆိုရင်ကျတော့ကျွန်တော်ကဒီမှာ front garden slice ပါလိမ့်ရှိတယ်။ဒါလေးကိုနှိပ်ပြရမှာဖြစ်ပါတယ်။ဒါလေးကိုကျွန်တော်တစ်ချက်လေးနှိပ်လိုက်မယ်ဆိုရင်ကျတော့သူကဒီမှာ slide number 2ဖြစ်တဲ့2ရေးကြီးရထားတဲ့ slide ကနေစပြီးတော့ပြပါတယ်။ slide number 1ကနေသူမပြတော့ဘူးပေါ့နော်။ဒီမှာ2ကိုပြတယ်။ကျွန်တော်တစ်ချက်သွားမယ်ဆိုရင်ဒီမှာ slide number 3ကိုပြမယ်။ကျွန်တော်တစ်ချက်က slide number 4နောက်တစ်ချက်ရတော့ပြီးသွားပါပြီ။အဲ့ခါမှကွာဒီမှာကလေးတစ်ချက်နှိပ်လိုက်ပြီးတော့ပြန်ပြီးတော့ထွက်လိုက်လို့ရပါတယ်။ ဟုတ်ပြီဒါတော့ကွာဒီမှာ from beginner နဲ့ from garden slide ပေါ့နော်အဲ့ခါမှာကွာဒီမှာဒီ slide show ကိုကွာပြနေရပေါ့ဒါပေမဲ့ slide show ကိုပြနေနေမှာကွာဒါ slide number 1ပဲရှိသေးတယ်ဒါပေမဲ့ကွာဆက်ပြီးတော့မကြည့်ချင်တော့ဘူး slide ကိုပြန်ပြီးတော့မှအပြင်ကိုထွက်လိုက်ချင်တယ်ဆိုရင်ကျတော့ဘယ်လိုထွက်ရမလဲပေါ့နော်အဲ့လိုထွက်ချင်တယ်ဆိုရင်ကျတော့ကျွန်တော်တို့ရဲ့ computer keyboard လေးရဲ့တောင်းစွန်းလေးမှာ ESC ဆိုတဲ့ဒီ escape ဆိုတဲ့ club လေးရှိတယ်ပေါ့နော်အဲ့လေးကိုနှိပ်လိုက်အောင်ပါပဲကိုနေနေဒီမှာ escape စာလေးကိုတစ်ချက်လေးနှိပ်လိုက်ပြီဆိုတာနဲ့ပြန်ပြီးတော့မှ slide ကနေပြန်ပြီးတော့မှ slide show ကနေပြန်ပြီးတော့ထွက်သွားမှာဖြစ်ပါတယ် အားလေးကတော့ကျွန်တော်ကဒီမှာနံပါတ်7ပေါ့နော်နံပါတ်7လေးပဲဖြစ်ပါတယ်။ဒါနဲ့ကွာ slide show ကိုအစားဆုံးကြီးကြည့်မနေကျွန်တော်ဘူးကိုရောက်နေတဲ့နေရာကနေထွက်ချင်နေဆိုရင်ကြတော့ဒီ escape ဆိုတာလေးကိုနှိပ်ပေးရတာဖြစ်ပါတယ်။ ါကျွန်တော်ယခုသင်ခန်းစာလေးမှာကျွန်တော်တို့ဒီ PowerPoint လေးကိုအခြေခံဘယ်လိုမျိုးသုံးပြရမလဲဆိုတာကို create ကနေစပြီးတော့မှဒီမှာကျွန်တော် slash ပြရတဲ့ detail လာခဲ့ရတာဖြစ်ပါတယ်။ယခုသင်ခန်းစာလေးကမဲဆိုလို့အတွက်ကြိုးရှိမယ်လို့ယုံကြည်ပါတယ်။သင်ခန်းစာလေးကကြိုးရှိတဲ့ဆိုရင်ဗီဒီယိုလေးကို like လေးနှိပ်ခဲ့ပေးပါခင်ဗျာ။ comment လေးမှလည်းရေးခဲ့ပေးပါ။ကျွန်တော် YouTube channel လေးကိုလည်း subscribe လေးလွှတ်ခဲ့ပေးပါ။အခုလိုမျိုးကျွန်တော်တို့ computer နဲ့ပတ်သက်ပြီးတော့မှအခြေခံနေပြီးတော့မှစနစ်တကျပေါ့နော်ဒီ PowerPoint နေကျွန်တော် Microsoft Word တွေ Excel တွေကိုအခြေခံအသုံးပြုနိုင်မှုအတွက်ကျွန်တော်တို့ရဲ့ PowerPoint ဒီ computer basics online course တွေကိုတက်ရောက်နိုင်ပါတယ်။ပုံမှန်သင်တန်းကြီးစာယခုလောက်အတွက်မှကျွန်တော်တို့အထူးသင် တန်ကြီးလေးတောင်ကျက်တဲ့ပြင်လက်ခံပေးနေတာဖြစ်ပါတယ်။ဒါကြောင့်မိုးတန်တန်လေးကိုတယောက်ဖို့ကိုလက်ဖိတ်ခေါ်ပါရခင်ဗျာ။တန်တန်လေးကိုတယောက်ချင်နေဆိုရင်တော့ဒီဗီဒီယိုလေးရဲ့ပုံမှာ Viber Phone Number လေးကိုဆက်သွယ်လို့ရပါတယ်။အဲ့ဒီ Phone Number လေးရဲ့ Viber နဲ့ Telegram Channel တို့မှာလက်တန်တန်အလို့ရပါတယ်။ Daily Rose Computer ဘာဟမ်းမင်းနိုင်ဆိုတဲ့ Facebook Page Messenger မှာလက်တန်တန်အလို့ရပါတယ်ခင်ဗျာ။ဒါပြောရှင်နေတဲ့ရဲ့လေးကိုမြန်နဲ့ထောက်ပြမဲ့ဆိုင်နေကြပါစေ။ဒီသင်ခန်းစာလေးမှာနားမလည်တာမရှင်းတာရှိမဲ့ဆိုရင်လည်း Comment လေးမှာမေးခဲ့ပြပါကျွန်တော်ပြန်ပြီးတော့မှဖြေထားပေးသွားပါမယ်။နောက်ထပ်သင်ကြားပေးသေးတဲ့သင်ခန်းစာလေးတွေရှိမဲ့ဆိုရင်လည်း Comment လေးမှာရေးခဲ့လို့ရပါတယ်။ကျွန်တော်ပြန်ပြီးတော့မှဖြေထားပေးသွားပါမယ်။နောက်သင်ခန်းစာလေးမှာပြန်တွေ့ကြပါ ပါခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ